မင်္ဂလာပါကောင်းကြီးမင်္ဂလာရှိသောနေ့သည်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ထာဝရပြားထံတော်ပါမှာခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခံစားရပါမည်အကြောင်းလည်းဆုတောင်းပေးပါတယ်ဒီမိနစ်မှာကျေးဇူးတော်အပြင်ကျွန်တော်နဲ့တူနှုတ်ခွန်းဘတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်ကောရင်သူဩဝါဒစာပထမဆုံးအခန်းကြီး၄အပိုက်ငယ်21ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်တင်တို့ဒီအဘယ်တို့အလိုရှိသနည်းငါသည်နှင်းတန်နှင့်တင်တို့စီတို့လာရမည်လော့ သို့မဟုတ်မေတ္တာနှင့်၎င်းနှူးညံ့သိမ်မွေ့သောစိတ်နှင့်၎င်းလာရမည်လောဒီစကားကတော့တော်တော်ကြမ်းပါတယ်ပေါလုကကောရိန္သုအသင်းတော်မှာရှိတဲ့ယုံကြည်သူတွေကိုငါဒုတ်နဲ့လာရမလားဓမ္မဝင်မေတ္တာနဲ့ပဲလာရမလားဆိုပြီးတော့မှဒီလိုစိန်ခေါ်ထားတာတွေ့ရပါတယ်အဲ့လောက်စိန်ခေါ်ရလောက်အောင်ကောရိန္သုအသင်းတော်မှာရှိတဲ့ယုံကြည်သူတွေကဘာဖြစ်နေကြတာလဲဆိုတာကိုလည်းတွေးမိပါတယ်ဓမ္မမှုတော်ဆောင်တယောက်အနေနဲ့ အဲ့လိုကျိန်းပွားပြီးတော့မှ ပြောရတော့အောင်ဒီလိုပြောတင်သလားယုံကြည်သူတွေအနေနဲ့ကအဲ့လိုပြောတာကိုကခံမမလားဒီလိုမျိုးစဉ်းစားစရာဖြစ်ပါတယ်ဒီနေ့ခေတ်မှာဆိုရင်အမှုတော်ဆောင်ဆရာတွေကမင်းတို့ငါဒုန်းနဲ့ရရမလားမြစ်တာနဲ့ပဲပြောရမလားလို့ကျိန်းမောင်းလာခဲ့မယ်ဆိုရင်ယုံကြည်သူတွေကအသိန်းတော်ကထွက်သွားမှာတေးကြပါတယ်အဲ့လိုကျိန်းမောင်းတဲ့ဆရာလဲရှိမှမထင်ပါဘူးဘာဖြစ်လို့လဲဆိုတော့ ကို့အတင်းတော်မှာလူများဖို့လောက်တာအာယုံစိုက်တဲ့အတွက်ကြောင့်မလို့လူတွေကို ချော့မြူမယ်လူတွေကိုမြစ်တာပြမယ်လူတွေကို လာချင်းအောင်လို့လုံးမယ်အဲ့လိုမျိုးချိန်မောင်းပြီးရိုက်နှက်မယ်ဆိုပြီးတော့မှပြောရင်တော့ဘယ်သူမှတီးခံနိုင်မှာမဟုတ်တလို့လာမှာလည်းမဟုတ်ဘူးဆိုတာတွေ့ရပါတယ်အဲ့ဒီမှာပြဿနာရှိပါတယ်ပြဿနာဘသူတွေကပြဿနာလဲဆိုယုံကြည်သူတွေကပြဿနာဖြစ်ပါတယ်အဲ့ဒါမာနဖြစ်တယ်ဆိုတာကိုတွေ့ရပါတယ် အဲ့တော့သူတို့တွေကမမာနာရှိလို့ဒါအဲ့လိုစူပူကျိမ်းမောင်းတာကိုမကြိုက်တာဖြစ်ပါတယ်ကိုယ့်ရဲ့မိသားစုတွေကအသွေးသားဖြစ်တဲ့ကိုမိဘကျိမ်းမောင်းရင်တောင်မှကျွန်တော်တို့မကြိုက်တတ်ဘူးဆိုရင်အသင်းတော်မှာတင်းအုပ်ဆရာကဒုံနဲ့ကျိမ်းမောင်းတာမျိုးကိုပိုတော်မှကြိုက်မှာမဟုတ်ဘူးဆိုတော့တွေ့ရတယ်ကိုမိဘမို့လို့ဒါငိန်ခံခြင်းငိန်ခံမယ်ဒါပေမဲ့စိတ်ထဲမှာတော့မကြေနပ်ဘူးဆိုတဲ့စိတ်မျိုးရှိချင်ရှိမယ် သို့တော်လည်းဒါမျိုးကတော့ကျွန်တော်တို့အတွက်အကျိုးမဖြစ်စေဘူး။ဘာပဲဖြစ်ဖြစ်ကိုမိဘကိုကိုဆုံးမရင် ကောင်းစီခြင်းလို့ဆုံးမတာလို့ဒီလိုခံယူပြီးနှိမ့်ချပြီးနာခံရင်ကောင်းတယ်။ခံမပြောနားမထောင်ဆွင့်တော့ခတ်ပါလေ။အဲ့လိုပဲကိုယ့်ရဲ့ဝိညာဉ်ရေးရာခေါင်းဆောင်တွေက ကိုကိုချိန်မောင်းစူးပူတယ်ဆိုရင်ဝန်ခံပြီးနာခံတာကကောင်းတယ်။ဒါပေမဲ့မမာနာရှိရင်တော့ခတ်ပါလေ။ ဲ့တော့ရှင်ပေါလုကတော့အဲ့ဒီမာနရှိတဲ့သူတွေကိုမင်းတို့တွေကဘသူစီကားမှမခံယူရဲနဲ့ရတယ်လို့ထင်နေလားငါတို့တွေမသွန်သင်ပေးပဲနဲ့ငါတို့တွေမပါပဲနဲ့မင်းတို့ဝိညာဉ်ရေးရမှာဒီလိုဖြစ်လာလိမ့်မယ်လို့ထင်လို့လားဆိုပြီးတော့မှငကားမန်းတိအောင်အမောက်ထောင်ပြတာလဲတွေးရပါတယ်ဆရာအများရှိရင်တော့အဖအများမရှိဘူးမင်းတို့တွေကဘာဖြစ်လို့ဒီလောက်တောင် ဖြစ်နေရသလဲအာပေါလုတပည့်ပေါလုတပည့်လို့ဘာလို့ပြောနေကြတာလဲမင်းတို့တွေကိုငါက ဒီနေ့ထိကူညီမစားခဲ့တာငါဘလောက်ထိဆင်းရဲဒုက္ခတွေတွေ့ကြုံခဲ့ရတယ်လဲဘလောက်ထိပေးဆပ်မှုတွေရှိတယ်လဲဒါတွေကို သူကပြောပြနေရင်းနဲ့မင်းတို့ကိုငါရှက်အောင်ပြောတာမဟုတ်ဘူးငါမင်းတို့ကိုချစ်လို့ပြောတာဆိုပြီးတော့မှလည်းတွင်တင်တာတွေ့ရပါတယ်အဲ့ဒါလောက်ထိ ပြောရလောက်အောင်ကိုယုံကြည်သူတွေကကျေးဇူးကမ်းနေကြတာလားကို့ပေါ်မှာစေတနာထားပြီးမဆကူညီတဲ့သူကိုဘလို့တုံ့ပြန်နေကြတာလဲ ရှင်ဘောလူကတော့ရှင်းပါတယ်။သူကတော့ခက်ပြက်ပြက်ပဲကျိန်လုံးနဲ့လာရမလားမေတ္တာနဲ့လာရမလားမင်းတို့အချိုးပြင်မလားမပြင်ဘူးလားဒီလိုမျိုးပုံစံမျိုးနဲ့ကျိန်မောင်းတာတွေ့ရပါတယ်။ချစ်တော်မိဘညီကိုမောင်တို့ကျွန်တော်တို့ကဆရာတွေနဲ့ပြန်ပြီးမာနမထားတင်ပါဘူး။ကျွန်တော်တို့ကို တနည်းနည်းနဲ့ပြုစုကူညီကြတဲ့သူတွေကိုကျွန်တော်တို့အလေးအမြတ်ထားဖို့လိုပါတယ်။သူတို့စိတ်ဆင်းရဲအောင်သူတို့တွေဒေါသဖြစ်အောင် သူတို့တွေဝမ်းနေရအောင်ကျွန်တော်မလုပ်သင့်ဘူးဆိုတာကိုနားလည်သိကြပါတယ်အဓိကပြဿနာကတော့ငါဆိုတဲ့မာနပဲဖြစ်ပါတယ်လူကတော်လာတယ်တက်လာတယ်ဖះသုံးလာတယ်ဆိုရင်အဲ့ဒီမာနစိတ်တွေဖြစ်လာပြီးကိုယ့်ကိုကူညီမဆပ်ဘူးတဲ့သူတွေကိုမျက်ွယ်ပြုတ်တက်တယ်ဆိုရင်တော့ကျိန်လုံးနဲ့ပဲလာရမှာဖြစ်ပါတယ်ဖြည့်ရှင်ကောင်းကြီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်တော်ဖះ ိုတော့ကိုဂျေဇုတင်ပါတယ်ဒီနေ့နှုတ်ကပတ်တော်အပြည့်ကျွန်တော်ရဲ့အသက်တာကိုလမ်းပြသောကြောင့်ဂျေဇုတင်နေမာနကင်းပြီးနှိမ်ချတဲ့နှလုံးသားပေးပါကိုယ့်ရဲ့ဝိညာဉ်ရေးရာကိုတိဆောက်ပေးတဲ့သူတွေကိုဝမ်းနည်းစေတာမျိုးမပြုမိစေဖို့မဆာပါဝမ်းနည်းစရာအကြောင်းဖြစ်စေတဲ့ဆိုရင်လဲခွင့်လွတ်တော်မူပါဂျေဇုတင်နေဒီနေ့ကြားရတဲ့နှုတ်ကပတ်တော်အပေါ်မှာကောင်းချီးပေး၍ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာလဲနှိမ့်ချတဲ့သဘောပေးပါ မမာနကင်းစင်စေပါယေရှုတင်လက်သခင်ယေရှုနာမ၌တနေ့တာကိုဆက်ကပ်အနွမ်းပါ၏အာမင်